မြတ်စွာဘုရားဟောတဲ့စကားအနှစ်ချုပ်ကပါလဲလို့ဆိုသူတစ်ပါးရဲ့စိတ်နေသဘောထားတွေကို မသိကျင်နေပါစေတဲ့ကိုယ့်ရဲ့စိတ်နေသဘောထားတွေသိအောင်လုပ်ပါ သူများစိတ်ကိုမသိတာဘာမှအရေးမကြီးဘူးကိုယ့်စိတ်ကိုသိအောင်လုပ်ပါအဲ့တော့သိအောင်လုပ်ဆိုတာဘာလဲမဟာတတိပ္ပဏသုံးပါတတိပ္ပဏတရား၄မျိုးဟောတဲ့ထင်မယ်စိတ်တာနုဘန္တနာတတိပ္ပဏဆိုတာ ကိုယ်စိတ်ကိုအကဲခတ်စောင့်ကြည့်လေ့ကျင့်အောင်ဆိုလိုတယ်။ငါစိတ်လေးပါလောဘတွေမကြမကြဖြစ်သလားဒေါသတွေမကြမကြဖြစ်သလားမောဟတွေမမနာတွေဒါမေ့စရာတွေမကြမကြဖြစ်သလားကိုယ်တဏ္ဍနဲ့မှစိတ်အညစ်အကြေးတွေများနေသလားအညစ်အကြေးတွေရှိသလားဆိုတာရှိသလားမရှိဘူးလားဆိုတာကို အမြဲမပြတ်စောင့်ကြည့်အကဲခတ်ရမယ်လို့စိတ်တာနုပတနာဆို contemplation of mind စိတ်ကို တတိနဲ့သမာဓိနဲ့စောင့်ကြည့်တာစောင့်ကြည့်ုံနဲ့အလုတ်ပြီးလာလို့ဆိုမပြီးဘူးစောင့်ကြည့်လိုက်တဲ့အခါဘာတွေ့အဖြေနှစ်ခုထွက်လာလိမ့်မယ်ငါစိတ်ဟာလောဘတွေနဲ့တွဲနေတယ်ဒေါသတွေနဲ့တွဲနေတယ်မောဟတွေဖြစ်တယ်အဲ့ဒါဆိုလို့ရှိရင်ဒီအဖြေရပြီဆိုလို့ရှိရင်ဒါတွေဖယ်ဖို့ကြိုးစားလိုက်တယ်အကယ်၍ငါစိတ်လေးဟာ ကောင်းတဲ့သဘာဝတရားတွေနဲ့သာရှိပြီးလောဘလည်းမဖြစ်ဘူးဒေါသလည်းမဖြစ်ဘူးမောဟလည်းမဖြစ်ဘူးကုသတရားတွေပဲအဖြစ်များတယ်လို့အဖြစ်ထုတ်လို့ရှင်အေးဒီအခြေအနေတခုမပြက်ပြားစေပဲရှေ့ဆက်ပြီးတော့တရားထုတ်လို့ဒီလိုဆိုလို့တယ်